အားလုံးမင်္ဂလာပါနော် ICA Computer Learning Page မှာပြန်လည်ကြိုဆိုပါရစေ။အခုလည်လာရမယ့်သင်ခန်းစာကတော့အခုပြထားတဲ့ပေါ့နော်ဒီလိုမျိုး PowerPoint Presentation Slide ကိုအစင်စင်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုအားလည်လာရမှာပဲဖြစ်ပါတယ်။အခုဒီလိုမျိုး Slide ကိုအပေါ့နော်လုပ်ဆောင်ပုံကိုအပေါ့နော်ပြုလုပ်မယ်ဆိုလို့ရှိရင် PowerPoint Slide အတစ်ကို ခေါ်ထားရမှာပဲဖြစ်ပါတယ်။ PowerPoint Slide အတစ်ကိုခေါ်ရဖို့ရအတွက်ဆိုလို့ရှိရင်တော့ကျမတို့က ကျမအတိခေါ်ထားပြီးသွားပြီခေါ်ထားပြီးသွားပြီဆိုလို့ရှိရင်ကျမက insert ကနေ shift shift ကနေ rectangle နဲ့မြဲပြီးတော့ကျမကဒါကိုဆွဲမယ်ပြီးသွားလို့ရှိရင် shift format ထဲကနေဒီမှာ7.5 enter ခေါင်းမယ်ပြီးတော့ဒီမှာ3.3.4 enter ဟုတ်ပြီခုဒီ design ရရပါတော့เนาะခုဒီ design ရရပြီဆိုလို့ရှိရင်အခုက shift fill နေမယ် shift fill ကနေပြီးတော့မှကျမကဒီဘောနော် slide အရာကိုရေးပါမယ်ပြီးတော့ကျွန်မကဒီဟာကိုဒီစာရာစင်ကြီးရှိနေဟာကိုဆလက်မှတ်မယ်ပြီးရင် copy နှိပ်ပြီးတော့မှဒီမှာ paste နှိပ်လိုက်ပါမယ်ပြီးရင်စာရာအရာကိုအဝါရောင်ပြောင်းလိုက်ပါမယ်ပြီးရင်ဒီစာရီအကုန်လုံးကိုဆလက်မှတ်လိုက်မယ်ပြီးတော့ shift format ထဲကနေ group ကိုနှိပ်လိုက်ပါမယ် ီးရင်ဒီ slide ကို duplicate control d နဲ့ပွားပါမယ်1 2 3ခုနဲ့ပွားပြီးတော့ပြီဆိုရင်အကုန်လုံး select မှတ်မယ်ပြီးရင် align ကိုနှိပ်မယ် align middle at ဒီမှာ align to slide ဆိုတာရွေးထားပေးရမှာဖြစ်ပါတယ် align middle နှိပ်လိုက်ပါ ပြီးရင် align horizontal ရွေးလိုက်ပါဟုတ်ပြီ ပြီးရင်ကျမဒီအကြောင်းကိုပြောင်းဖွင့်ရတဲ့ဆိုရင် shift format ကနေ shift page shift free ကနေ i dropper 2ယူပြီးတော့မှဒီအကြောင်းရင်းနှိပ်ထားမယ် shift free ကနေ mode free color မှာဒီနည်းနည်းဖြော့ရလေးယူမယ်ဆိုတော့ဒါလောက်လောက်ဒီမှာ compare ပါနော်နိုင်ရှင်းပြထားတယ် and okay ဒီအကြောင်းယူသွားမယ်နောက်တစ်ခုဒီအကြောင်းဒီအကိုလည်းကျမက i dropper 2ယူမယ်ဒီ share အကြောင်းရေးလိုက်မယ်ပေါ့နော်ဟုတ်ပြီ ရှင်းပြတဲ့အနေမိုးဖျော်မိုးဖျော်တဲ့အနေကျွန်မနည်းနည်းဖျော်ရယူလိုက်မယ်ဒီမှာနိုင်ရှင်းပြထားတဲ့အုတ်ချင်းလေးလိုက်မယ်ဖျော်ရပြီးပြီးရင်နောက်ကရှင်းပြတဲ့အနေ eye dropper 2ပြန်ယူမယ် oh wait အဲဒါကိုနှိပ်မယ် shift wheel eye dropper 2ဒီအောင်နှိပ်မယ်ပြီးရင် shift wheel မော်ဖီကလောင်နှိပ်မယ်ပြီးရင်အောင်နည်းနည်းထပ်ဖြောင်းမယ်ပေါ့နော် ဟုတ်ပြီ and okay နေလိုက်မယ်ဒါဆိုဒီရောက်ဖြစ်သွားပါပြီဒါဆိုလို့ရှိရင်အခုဒီအရာအားတွေအကုန်လုံးကိုကျွန်မကဟာကျွန်မကဒီဒုတိယကောင်ဟာပုံဒုတိယ slide အချက်ကိုနှိပ်မယ်ပြီးတော့ shift format ကနေ sample ကိုရွေးမယ်ပြီးရင်ဒါကို နောက်ပို့ပါမယ်ပြန်တော့တပုံပြန်နှိပ်မယ် samples ကိုနှိပ်ပါမယ်။ပြီးတော့ပြန်ပို့ပါမယ်။ပြီးတော့ဒီပုံနှိပ်မယ် samples ကိုနှိပ်မယ်။ပြီးရင်ပို့ပါမယ်။ဟုတ်ပြီကျမတို့ပို့ပြီးတော့ပြီဆိုရင်ဒီပုံလေးကိုလုံးကျမဆလမ်မတ်လိုက်မယ်ဆလမ်မတ်ပြီးတော့မှ နောက်ဆုတ်ပါမယ် ဟုတ်ပြီပြီးတော့ insert ကနေပြီးတော့မှ shape shape ကနေ rectangle name မှာအကုန်လုံးကိုပြီးတော့ခုဒီအရကိုကျမက shape fill ထဲနေအာဒီအရောင်ရွေးပေါ့နော် ပြင်တော့ send back send send to back ကိုနေလိုက်မယ်ဟုတ်ပြီပြီးရခုဒီမှာဒါကိုနေပြီးတော့မှ copy home ကနေ copy နေမယ်ပြီးရင် paste ကိုနေလိုက်မယ်ပေါ့နော် ့ဆိုရခုဒီမှာဟုတ်ပြီပြီးရင်ဒီဟာကိုကျမက copy နေလိုက်မယ် control v ပေါ့နော်ပြီးတော့ကျမကတော့ဒီဘက်ရွှေ့မယ်ပေါ့နော်ပြီးအောက်ဆင်းမယ်ပေါ့နော်ဟုတ်ပြီဟုတ်ပြီပြီးတော့အခုဒီ slide ကိုကျမ duplicate နေလိုက်မယ် duplicate slide ယူလိုက်မယ်เนาะပြီးရင်ဒုတိယဒီ duplicate ဒုတိယပုံမှာကြတော့ဒီ slide ဒီပုံကို ကျွန်မဟိုဘက်ရွှေ့လိုက်မယ်ကျွန်မဒါကိုဟိုဘက်ရွှေ့လိုက်မယ်ပြီးတော့ကျွန်မကဒီဒီအချက်လိုက်ကိုကျွန်မ select မှတ်မယ်ပြီးရင်ရှေ့တုံးမယ် oh my god

ဒုတိယ slide ကိုခေါ်ပြင်ထုတ်ပါမယ်ဟုတ်ပြီပြီးရင်ဒီ slide ကိုပြန် duplicate နေပါမယ်ဟုတ်ပြီပြီးရင်ကျွန်မဒီ slide တုံးကို select မှတ်မယ်အပေါ် slide ကို ဖြုတ်မယ်ပြီးရင်ရွှေ့ပါမယ် Bây giờ thì sẽ ở bên duplicate này bà mẹ. Bây giờ bỏ slide uh, slide cho mẹ. Okay. ဒါဆိုရှင်ကျမတို့ကဟောနော်ဒီဟုတ်ပြီဒါဆိုရင်ကျမဒီအကုန်လုံးပြီးသွားပြီဆိုဒီ slide တွေ slide slide တွေကိုကျမဟို transition ထည့်မယ်အလုံးကို slide မှတ်မယ်ပြီးတော့ transition ထဲက move ကိုရွေးပါမယ်ဟုတ်ပြီကျမ slide show ပြပါမယ် Okay, be now slide. Welcome to ICL one. Okay, be two, three, four. Okay, be a cool of your one. အဲမိတ်ဆွေပေါ့နော်အခုပြတော့တဲ့ပေါ့နော်အစင်စင်တိုင်းကိုဆမ်းပြီးတော့မှလုပ်ကြည့်ပါနော်နားမလည်ရရှိလို့ရှင်လဲ comment မှာမိထားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနော်။